ဟယ်လိုအားလုံးပဲမင်္ဂလာပါနော်ကို့အိမ်မှာရှိရဲ့ဘောင်းမီရှိတွေကိုဝက်ကရာပြင်းသွားပြီဆိုရင်စက္ကလေးတွေချုပ်ပြီးတော့ live ကြည့်မယ်နော်အရင်ဦးဆုံးညာတို့က ग् ွားရဲ့အပေါ်ကို1 215လောက်တက်ပြီးတော့အဲ့ဒါလေးတွေကိုအညီဖြတ်ထုတ်มาဖြစ်ပါတယ်ရှင်အဲ့တော့ဒီဘက်မှာမှတ်ထားတဲ့အတိုင်းလေးညီလာဖြတ်ထုတ်လိုက်မယ်ပေါ့နော်ကို့ကအကယ်၍ဟိုဒါကတော့ပေါ့နော်ခါမြင့်ဘောင်းမီဖြစ်တယ်ကို့ဘောင်းမီကအဲရိုးရိုးဘောင်းမီဆိုရင်နောက်မှာပေါ့နော်အိတ်ကက်ကိုညှက်မိညှက်မိมาဖြစ်တယ်ဖြစ်มาဆိုတဲ့အတွက်ပေါ့နော်အိတ်ကက်ကလေးကိုတော့တတိထားပါမလွတ်ဘူးဆိုရင်အိတ်ကက် လေးကိုဖြုတ်လိုက်ပါเนาะအဲ့တော့ဟိုဘက်ဒီဘက်ကိုအညီနီလာခောက်ပြီးတော့ဟိုဘက်ကိုလည်းညှက်လိုက်တယ်ပေါ့เนาะအဲ့ဆိုရင်ဒီလိုပုံစံလေးဖြစ်သွားပြီပေါ့เนาะအဲ့တော့အပေါ်ပိုင်းလေးရပြီပေါ့เนาะအောက်ပိုင်းအတွက်ကညာတို့ဖြတ်ထားတဲ့ဟာတွေကိုလက်ဘေးနားနေပြီးတော့အဲဖြုတ်မှာပေါ့เนาะအကုန်လုံးဖြုတ်ပြီးသွားဆိုရင်နီလာတို့ကသူ့ရဲ့အရှိကိုလက်က23စီယံယူထားတယ်เนาะ23စီယံစီယူထားတယ်အရှိကတယောက်နဲ့တယောက်မတူတဲ့အတွက်ကိုကတော့နည်းနည်းလိုက်ညှိယူရမယ်ပေါ့เนาะအဲ့တော့အရှိလေးယူမယ်ကိုကတိုးချင်တယ်ဆိုရင်လည်း20စီယံလောက်ယူလို့ရတယ်ပေါ့เนาะအဲ့တော့အပိုင်းလေးတွေကိုညီအောင် ောင်ဖြတ်ပြီးတော့ဘေးအနာအနာသားတွေအနာသားလေးတွေကိုလည်းညီလာတို့ညီအောင်ဖြတ်မှာပေါ့နော်အဲ့တော့အကုန်လုံးလိုက်ညှိမှာပေါ့နော်လိုက်တက်ပြေးပြေးချင်းဒီလိုက်ညှိမယ်တခုချင်းဒီပေါ့နော်ညှိပြီးသွားပြီဆိုကမှအဲ့ဒီညှိပြီးသားတဲ့တခုချင်းဒီကိုဘေးနားကိုဟိုဘက်ဒီဘက်ပူးပြီးတော့အလှအလှချင်းပူးပြီးတော့ 1cm ချုပ်သွားမှာဖြစ်ပါတယ်နော်အဲ့တော့တပတ်လေးလေးရမှာပေါ့နော်အဲ့တော့ 1cm ညီလာတို့ချုပ်သွားပါမယ်ချုပ်ပြီးသွားရင်လည်းအဲ့ဒီဥစ္စာလေးကိုညီလာတို့ကဓာတ်ဆက်လိုက်ပေးရမှာဖြစ်ပါတယ်ဓာတ်ဆက်လိုက်ပေးပါ ပြီးရင်လည်းအောင်နာတပတ်လက်လက်ကိုလည်းဈာဆက်လိုက်ပေးပါဖြစ်ပါရှင် ပြီးတဲ့အခါမှာမနီလာတို့ကသူ့ကိုလုံးစွန်းအနေနဲ့စွန့်မှာဖြစ်တဲ့အတွက်ဘေးနှစ်ခုကိုပူးပြီးတော့အဲချုပ်ထားပါတော့ချုပ်ထားပြီးရခိုင်ကို့မှာရတဲ့တပတ်လက်လက်အရှိပေါ့နော်အဲ့ဒါလေးတွေကိုလာတိုင်းမယ်တိုင်းမိတဲ့အခါမှာရတဲ့ဟာကိုနီလာတို့ကသူ့ကိုအဲတစ်ဆယ်စီယံရအောင်ယူမှာပေါ့နော်ခေါက်တွန်းကိုကြတော့5စီယံ5စီယံစီရအောင်ယူမှာဖြစ်တဲ့အတွက် အိတ်နဲ့ပေါ့နော် စားလိုက်တယ်ပြီးတဲ့အခါမှာ5စီယံအမှတ်တွေလိုက်မှတ်ပြီးတော့အဲ့ဒါလေးတွေကိုတကွက်ကျော်လိုက်ပြီးတော့ခောက်မှာဖြစ်ပါတယ်တပတ်လက်လက်လုံးရှင်အဲ့ဒါလေးတွေကိုပင်အပ်လဲတွဲပြီး ရောတပတ်လည်းလည်းခောက်သွားမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာမှညာတို့ကအဲ့ဒီဥစ္စာကိုအဲဘောနော်အပေါ်ပိုင်းလေးနဲ့တွဲမှာဖြစ်တဲ့အတွက်အလှအလှချင်းကိုညာတို့ကအထဲကနေငုံပြီးတော့တပတ်လည်းလည်းချုပ်သွားမှာဖြစ်ပါတယ်ရှင်အဲ့ဥစ္စာကိုတပတ်လည်လည်ပင်အပ်ကလေးတွေနဲ့ထိန်းပြီးတော့ချုပ်သွားမှာဖြစ်ပါတယ်ခောက်တုံလေးတွေကိုလည်းပြီမသွားဘူးပေါ့နော်တပတ်လည်လည်ချုပ်သွားပါမယ်စင်အဲ့ဆိုရင်အဲ့ဒီစက်ကလေးကအပေါ်နဲ့အောက်နဲ့တွဲလို့ပြီးသွားပါပြီရှင် အဆိုရင်လာတို့ကစကက်လေးအဲ့လိုပုံစံလေးဖြစ်သွားပြီပေါ့နော်နီလာကအောက်နားခေါက်စာအနီလာကတော့နော်အောက်နားခေါက်စာလေးတွေကိုနီလာကဆက်နဲ့မချုပ်ချင်တဲ့အတွက်လက်ချုပ်လေးတစ်ပိုက်တစ်ပတ်လည်လည်ပေါ့နော်လက်ချုပ်လိုက်လိုက်တယ်ပြီးရင်အပေါ်မှာပေါ့နော်အလှစာလေးတွေလည်းတက်လို့ရပါပြီရှင်အဲ့တော့ဒီပုံစံလေးအဲဒီစကက်ပုံစံလေးရသွားပါပြီရှင်အဲ့တော့ကိုမရှိရဲ့အုပ်စာလေးတွေလိုက်ချုပ်ကြည့်ပါနော်ကျေးဇူးတင်ပါရှင်